အိန္ဒိယပစံရှိကက်ရှမီးယားဒေသမှာမေလ13ရက်ကစစ်သားများနဲ့စစ်သည်ကြများကြားတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်သည်ကြသုံးဦးသေဆုံးခဲ့ကြောင်းအိန္ဒိယစစ်တပ်ကပြောကြားခဲ့ပါသည်။၎င်းဟာအိန္ဒိယနဲ့ပါကစ္စတန်ကြားစစ်ပွဲဖြစ်ပွားလူနီအခြေအနေတို့ရောက်ရှိစေခဲ့တဲ့ကက်ရှမီးယားဒေသမှာရှိတဲ့ပါဟေဂန်တိုက်ခိုက်မှုအပြီးတွင်ပထမဆုံးတိုက်ခိုက်မှုဖြစ်ပါသည်။ယခုဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာကက်ရှမီးယားတောင်ကြားဒေသရဲ့တောင်ပိုင်းကယ်လာတောအုပ်အတွင်း စစ်သေးကြများရှိနေရဆိုတဲ့သတင်းကိုရရှိခဲ့ပြီးတော့တောင်ကျန်းသူနှင်းနှင်းရဲ့အထုတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီတော့အုပ်ဟာ AB 22ရက်ကလူ26ဦးသေဆုံးခဲ့တဲ့စစ်သေးကြများရဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ပါဟေဂန်မြို့နဲ့65ကီလိုမီတာခန့်အကွာမှာတည်ရှိပါတယ်။ပါဟေဂန်မြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအိန္ဒိယကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကပါကစ္စတန်နိုင်ငံအတွင်းသို့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ကနှစ်နိုင်ငံအကြား1996ခုနှစ်နောက်ပိုင်းအစိုးရဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။မေလ10ရက်နေ့ကမှအမေရိကန် ရဲ့ဂျောင်းဝင်ဆက်ဆက်မှုဖြင့်အိန္ဒိယနဲ့ပါကစ္စတန်ကြားအပြစ်ခတ်ရေးဆွဲသဘောတူညီချက်ရရှိခဲ့ပါသည်။